အားလုံးပဲမလာပါဗျာခုတခါမှာတော့စင်ကာပူရောက်နေတဲ့မြန်မာမိန်းကလေးတွေအကုန်လုံးလမ်းမရောက်နေကြပြီလို့ဝေဖန်နေတဲ့သူကိုထိထိမိမိပြန်ပြောလိုက်တဲ့အကူတရားရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာ ြန်လေးကြိုဆိုလိုက်ပါလာပြန်ပြီကွာစင်ကာပူရောက်မြန်မာမင်္ဂလေးတွေအကုန်လုံးကိုကလာရီနဲ့လိုက်ကုန်းနေပါတယ်။ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြမှရှောက်ပြောပြီးမှုချုံးမြရှူရှောက်ပြောပြီးတော့မှလိုက်တီဗျူးတွေရှာနေတဲ့ဆောက်တော်သားတကောင်း MC သားသားဆိုတဲ့ဆောက်တော်သားတကောင်းငါပြောပါအောင်မင်းတို့ကောင်းနေအဲ့လိုမျိုးတွေမြန်မာမင်္ဂလေးတွေကိုလိုက်ပြီးစော်ကားပြီးမှုချုံးမြချူရှောက်ပြောမှဒီရှောက်ပြောလို့ရတဲ့လိုက်တီဗျူးတွေကိုတော်တော်ရတာတွေ့နေလား။ဘာလို့လဲ။မင်းတို့ကိုယ်တိုင်လည်းမြန်မာလူမျိုးပါနော်။ မြန်မာလူမျိုးဖြစ်နေပြီလို့ဘာဖြစ်လို့မြန်မာကိုယ်မြန်မာလူမျိုးအချင်းချင်းအဲ့လိုစော်ကားနှင်ချပြီးတော့ရှောက်ပြောနေရတယ်။ဒီစင်ကာပူရောက်နေတဲ့မြန်မာမိန်းကလေးတွေအကုန်လုံးပျက်စီးနေတယ်။ဒီကလားလေးနဲ့လိုက်ကုန်နေတယ်ဆိုတော့မင်းမျက်စိရှိမှာမြင်လိုက်တာ။မင်းမင်းလိုက်ကြည့်နေတာအဲ့လိုမျိုးတွေလိုက်ပြီးတော့ကြည့်နေရလား။လိုက်ကြည့်လို့မင်းကသိတာလား။မပြောပါနဲ့။ကိုမသိတဲ့အရာကိုဘာလို့ရှောက်ပြောနေရလဲ။ဥမာမင်းသိတဲ့ထောင်မင်းသိတာဘယ်နှစ်ယောက်လဲ။ဆယ်ယောက်လား။ရောက်တရလား ဲ့အဲ့ဒါဆိုအဲ့ဒီဆေရောက်အရောက်တရားကိုပဲအမြင်ပြောလေစကားဆိုတာအဲ့လိုမျိုးတိမ်ကြုံလုံးချီတော့တိမ်ကြုံပြောလို့မကောင်းဘူးကွာအရောက်တရားဆိုရင်အဲ့ဒီရောက်တရားဥမာတချို့ဆိုတဲ့စကားလုံးသုံးရတယ်စင်ကာပူရောက်မြန်မာမိန်းလေးတချို့နော်ဘာဖြစ်ပါလဲညပြောအနေထိုင်ဆင်ကျင်ကြပါအဲ့လိုမျိုးစကားကိုနားဝင်အောင်ပြောလို့ရတယ်အခုကမင်းတို့ကအကုန်လုံးဝလုံးချီတော့တိမ်ကြုံပြီးရှောက်ပြောတာမင်းတို့နှမတွေမင်းတို့အမတွေစင်ကာပူမှာအလုပ်လုပ်နေရမှရှိတိုင်း ပုတ်ကိရလည်းရှောက်မပြောပါနဲ့နော်အဲ့လိုပြောလို့ငါငါနှမတွေငါအမတွေလည်းစင်ကူမှာလှုပ်လှုပ်နေတာတယောက်မှမရှိဘူးနော်ဒါပေမဲ့ကိုချင်းစာတယ်ကွတည်လားမြန်မာလူမျိုးကိုလူမျိုးကိုကိုလူမျိုးဘယ်သူမှစော်ကားတာမခံနိုင်ဘူးတည်လားအေးအခုကကိုလူမျိုးတခြားလူမျိုးကစော်ကားနေရမဟုတ်ဘူးတခြားနိုင်ငံသားတွေကစော်ကားနေရမဟုတ်ဘူးကိုလူမျိုးကိုလူမျိုးအချင်းချင်းရမယ်နှိမ်ချစော်ကားနေအထူးသဖြင့်မနှုတ်လို့ယောက်ျားကြီးဖြစ်ပြီးတော့မှ ပေါက်ကရ၄၀ရှောက်ပြောင်းနေတဲ့ကောင်နေနော်မိန်းကလေးတွေကိုနှင်ချစော်ကားပြောဆိုဆက်ဆက်မှလိုက်ဒီဖြူးလီရမှမှန်သိတော့မိန်းဒီမိန်းကလေးတွေကိုပဲအဓိကထားပြီးတော့မှလိုက်ပြီးတော့စော်ကားပြောဆိုဆက်ဆက်နေကြတဲ့ကောင်နေပေါ့နော်အဲ့လိုကောင်နေမင်းကမင်းတို့မျက်စိရှိမှမြင်နေတဲ့အတိုင်းအကုန်လုံးတိမ်ကြုံပြီးရှောက်ပြော နောက်ကမိဘတွေကဘလို့စိတ်ပူရမလဲနော်ကိုချင်းစာပါဒီလောက်ခစ်ပြက်နေတဲ့အချိန်ခါကြီးမှာမိဘတွေကသားသမီးတွေကို နိုင်ငံသားတွေကိုလွတ်ချင်လို့လွတ်နေကြမဟုတ်ဘူးဘလို့မှအဆင်မပြေလို့သာသမီတွေကိုလည်းလည်းဒီနိုင်ငံမှာမနေချင်လို့နိုင်ငံသားမှဖြစ်ဖြစ်တဲ့အနေနဲ့ထွက်နေကြတာသူတို့လည်းလွတ်ချင်လို့လာလုံးနေကြတယ်မှမပေါ့နော်နိုင်ငံသားကအလုံးထွက်လို့ချင်လို့နိုင်ငံသားမှာအလုံးထွက်လို့နေတဲ့သူတယောက်မှမရှိဘူးသဘောပေါက်လားလူတွေကကိုယ်နိုင်ငံကိုယ်မိသားစုနဲ့ကိုယ်အတူတူနေချင်ကြတာကြီးပဲဖြစ်စည်းနေတဲ့လူတွေမရှိဘူးလို့မပြောဘူးနော်အဲ့ဒါမှအဲ့ဖြစ်စည်းနေတဲ့လူတွေကိုပဲပြောပါမနှုတ်စကားပြောတဲ့အခါမှာတချို့ဆိုတဲ့စကားလုံးသုံးပါ ။ဘာလို့အဲ့ဒီတချို့ဆိုတဲ့စကားလုံးမသုံးမနဲ့ရှောက်ပြောနေတာလဲ။အကုန်လုံးအကုန်လုံးတိမ့်ကြုံပြီးရှောက်ပြောနေတာ။မင်းတို့ကအဲ့လိုလေးရှောက်ပြောအဲ့လိုရှောက်ပြောတဲ့ဗီဒီယိုဆိုလို့ရှိရင် like တွေက view တွေပုံများရောအဲ့ဒီပုံများတဲ့အခါကျတော့ဒီမြန်မာနိုင်ငံလူတွေကတကယ်ထင်ကြရောတကယ်ထင်ကြတော့ဒီအချို့မနာလိုတဲ့သူတွေရှိတယ်။နိုင်ငံရင်ကြားရောက်ပြီးတော့အစဉ်ပြေနေတဲ့မိသားစုတွေကိုဟိုနိုင်ငံเจ้าကိုမထွက်နိုင်တဲ့ဒီကိုမိသားစုကနိုင်ငံเจ้าကိုမထွက်နိုင်တော့ အဆင်မပြေဖြစ်နေတဲ့တချို့မိသားစုတွေရှိတယ်။အဲ့ဒီမိသားစုတွေကဒီနိုင်ငံကြောင်ထွက်ပြီးလည်လုံနေတဲ့သူတွေကိုမနာလို့ဖြစ်တယ်။မနာလို့ဖြစ်တော့ဘာလဲဆိုတော့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးမှသူတို့ကတကယ်ထင်ပြောဟာတပုတ်လေးလွင်ရှောက်ပြောကြရောအဲ့ဒီမှာနိုင်ငံကြောင်နနိုသားသမီးကနိုင်ငံကြောင်ထွက်နေတာဘာဖြစ်ပါလဲပေါ့နော်ပျက်စီးနေကြတာပေါ့နိုင်ငံကြောင်ထွက်နေတာဖာဖြစ်နေပြီးတော့ဟိုမှာရရန်ပြောရရင်ဖာဖြစ်နေပြီးတော့ကတော့မင်းတို့ပြောတဲ့ဗီဒီယိုဖိုင်ကြီးကြည့်ပြအဲ့လိုရှောက်ပြောကြရောအဲ့လိုပြောတဲ့အခါမှာဒီအပြောခံရတဲ့မိသားစုနော် ဘယ်လောက်ခံစားရမလဲကိုချင်းစာကြပါမင်းတို့နှမတွေအမတွေနိုင်ငံသားမှမရှိတိုင်းအဲ့လိုပောက်ပန်းလေးစီတွေရှောက်မပြောကြပါနဲ့အဲ့လိုပောက်ကေကပြောတဲ့ကောင်းနေပြီးတော့ဖိုင်တက်လာလို့ရှိရင်ဒီကြည့်တဲ့သူတွေကလည်းအရှုံးမလွှဲကြပါနဲ့လို့အဲ့ဒီမှာဖြူးကတိတ်နေချီပြီးရှိတယ်ကွာအဲ့လိုမျိုးတွေပောက်ကေကရှောက်ပြောနေတဲ့ကောင်းနေဆိုလို့ရှိရင်တခါလေဘလုံးဝင်ဘလုံးမဘလုံးလို့ရှိရင်အဲ့မှာဘလို့ဝိုင်းထူလေဘလို့ဝိုင်းထူလို့ရှိရင်အဲ့ကောင်တွေပောက်ကေကပြောတဲ့ပတ်သက်ပြီးပိတ်သွားလိမ့်မယ်အကောက်အကောက်ပြတ်သွားလိမ့်မယ်နော် ခက်ကြီးကကောင်းတာမဟုတ်ဘူးကွာကိုချင်းစာပြီးပြောပေးပါနော်ကိုနှမကိုညီမဆိုပြောမှအဲ့လိုမျိုးစိတ်လေးကိုချင်းစာပြီးပြောပေးကြပါမင်းတို့ဆုံးမကျင်တာမဟုတ်လားဆုံးမကျင်လို့ရှိရင်တချို့ဆိုတဲ့စကလုံးလေးကိုတုံးပြီးရရင်ချစ်ချစ်လေးပြောပါ ဆုံးမပါမင်းတို့တိတ်ပြီးဆရာကြီးလှုပ်ချင်နေမှာမဟုတ်လား